င်္ဂလာပါမျိုးတွေကျွန်မမပုတ္တမာသေးပါရှင်ဒီနေ့နောက်29ခုနှစ်မေ26ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်မတို့ဒေတာမှာမိုးရွာတယ်မိုးတွဲမှုမိုးရွာတာပါဆန်းလေမိုးတွဲမှုမိုးရွာတာမဆန်းပေမဲ့ကျွန်မတို့အမေနိုင်ငံတော်ကြီးနာမကျန်းဖြစ်နေတဲ့အချိန်မှာတော့ထူးဆန်းနေရှင်ဒီ နော်ကမ္ဘာကူလသမဂ္ဂ UNO ချရဲ့ထုတ်ပြန်ချက်ရမြန်မာနိုင်ငံမှာတဲ့နေရဲဆုံးခွာနေရတဲ့ဘေးဒုက္ခတွေဒုက္ခတွေပေါင်း3.5တန်းရှိတယ်မြန်မာနိုင်ငံမှာလူဦးရေ30လောက်ကအရေးပေါ်လူသားရေးစာနာမှုအခုကြီးလိုအပ်နေတယ်မြန်မာနိုင်ငံမှာကလေးတန်ငယ်ပေါင်း9တန်းလောက်ကပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်ချက်ပြီးပြောဦးမယ်မြန်မာနိုင်ငံမှာမိမိတို့ရဲ့နော်တိုက်ပွဲတွေကြောင့်စစ်ပွဲတွေကြောင့်မိမိတို့ရဲ့အိုးအိမ်တွေရဲ့ဆုံးခွာရတဲ့အိုးမဲအိမ်မဲ ဘေးဒုက္ခတဲ့ပေါင်း3.5တန်းရှိတယ်။အဲ့ဒီစစ်ပွဲတွေနဲ့ငလျင်ပြီးနောက်ဆက်တွဲအကျိုးဆက်ကြောင့်လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့လူဦးရေတန်း20ရှိတယ်။မြန်မာနိုင်ငံမှာကလေးတန်ငယ်ခွန်နှစ်တန်းခန့်ပညာသင်တာခွင့်ဆုံးရှုံးနေတယ်။ဒါဆိုရင်အခုလိုမိုးတဲ့ရေထဲမှာအဲ့ဒီလိုအိုးမဲအိမ်မဲနဲ့စစ်ပွဲဒုက္ခတဲ့တွေဘဝဘလောက်တောင်ခက်ခဲကြက်တဲကြမလဲ။ဘလောက်တောင်ဆင်းရဲဒုက္ခရောက်မလဲ။ငလျင်ပြီးဒုက္ခတဲ့တွေရောဘလောက်တောင်ဆင်းရဲဒုက္ခရောက်ကြမလဲ။ ဟာကျမတို့ကတော့ဟာညဘက်တွေမိုးရွာလို့ရှင်မိုးရွာတာကောင်းတယ်မိုးရွာလို့ရှင်ညဘက်အိတ်ကောင်းတယ်ဆိုပြီးတော့အေးချမ်းတဲ့ဒေတာငိမ့်ချမ်းတဲ့ဒေတာတွေမှာတော့ညဘက်မိုးရွာရင်ပျော့ရယ်ဘာလို့လဲဆိုတော့အိတ်ကောင်းလို့ဒါပေမဲ့အဲ့ဒီစစ်ပေဒုက္ခတွေစစ်မဲ့ဖြစ်ပွားရဒေတာမှာရှိရလူဒီအကုန်လုံးကတော့ညဘက်မိုးရွာမှာသူတို့တွေကြောက်နေကြနေမယ်နော်ဒီနေရာမှာရွေးချယ်ကြနောက်ခုရှိရအတူတူချစ်ချစ်ငယ်ငယ်နေမလားအတူတူခွေးတွေဝက်တွေတိမလား ဒါကမာတင်လူသားကင်းနော်လူမဲကောင်းတာအောင်မာတင်လူသားကင်းပြောခဲ့တဲ့စကားအတူတူချစ်ချစ်ခင်ခင်နေမလားအတူတူခွေးတွေဝက်တွေတည်မလားတဲ့ရွေးချယ်ပြားနှစ်ခုရှိတယ်ဆိုတော့ကျမတို့ကတပြားဟောင်းကြီးတွေဖွင့်ပြီးတော့တိုင်းနာခွင့်ရလူချင်းနေဗမာလူမျိုးကြီးဝါရကိုတိုက်ဖြတ်မယ်ဗမာတွေကကျွန်တော်တို့ကိုနှိပ်ဖိနေနေတယ်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အတိုင်းပင်လုံစာချုပ်ပါပါတဲ့အတိုင်းကျွန်တော်တို့ကနော် ခွဲထွက်ခွင့်လိုချင်ပါတယ်ပြီးနေလိုချင်ပါတယ်ကိုပါအုပ်ချုပ်ခွင့်လိုချင်ပါတယ်ဆိုတဲ့တပြားဟောင်းကြီးတင်နဲ့290လောက်အတူတူခွေးတီဝက်တီတီးခဲ့ကြပြီဒါဆိုရင်ပင်လုံစာချုပ်မှုပဲနဲ့ပင်လုံစိတ်တဲ့နဲ့ စီလုံးညီညွတ်ချင်း Unity State လို့ခေါ်တယ်။စီလုံးညီညာအောင်ကြောင်းဖျားဝမ်းသာစင်ရွဲ့ဒူအောင်ပွဲဆိုရဲပင်လုံစာချုပ်နဲ့အတူတူချစ်ချစ်ခင်ခင်နေကြရအောင်အတူတူချစ်ချစ်ခင်ခင်နေမလားဆိုရဲလမ်းတက်ကိုဖောက်ဖို့လိုပါတယ်။လမ်းသေးဖောက်ရမယ်အချိန်ဖြစ်တယ်။အခုမွေးရွာတယ်နိုင်ငံမှာစစ်ပေးဒုက္ခတွေစစ်ပေးဒုက္ခတွေရောဒီစစ်ပွဲကိုတိုက်နေရတဲ့တပ်မတော်သားတွေလည်းပဲမိုးရေရေတဲ့ဒုက္ခတွေရောက်ရတယ် ။တစ်ဖက်ကနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နေတဲ့ကျမ်းပန်သမားတွေလည်းဒီမိုးရေထဲမှာဒုက္ခရောက်ကြရတယ်။အားလုံးဟာစစ်ဆိုတာပျက်စီးခြင်းသဘောကိုဆောင်းတယ်။စစ်ပွဲမှန်သမျှပျက်စီးရပျက်စီးကြမယ်။အခု KNU နဲ့နေနေเนาะ KNU တက်မှာအတက်တက်မှာနေဆိုရယ်နေနေမှာစစ်ပိတ်ဒုက္ခတဲ့တတန်းရှိလူတတန်းရှိကျမတို့ချင်းပြည်နယ်မှာတပြည်နယ်လုံးပေါင်းလို့လူဦးရေ၄သိန်းပဲရှိတယ်။အဲ့ဒီမှာနိုင်ငံချင်းပြည်နယ်တပြည်နယ်လုံးလူဦးရေ၂သိန်းဝယ်လောက်ဟာအိုးအိမ်ဆုံးခွာနေရဲ့ဆုံးခွာပြီးထွက်ပြေးနေကြရတယ် ။ကြားပြည်နဲ့တပြည်နယ်လုံးပေါင်းလို့လူဦးရေ၄သိန်းမရှိဘူး။သို့တော့ကြားပြည်နဲ့တပြည်နယ်လုံးလူဦးရေရဲ့60ရာခိုင်နှုန်းကစစ်ပေးဒုက္ခတဲ့ပေါ်ရောက်နေကြရတယ်။ဒီနေရာမှာချွင်းချက်ဒီနေ့နော် MTA မိုင်းလာဦးဆိုင်လင်းတို့နဲ့ကျွန်တော်တို့တက်မလို့ကောင်းတော့နာဆာကဥက္ကရာနဲ့ဖြည်းဖြည်းကန်ဒေတာမှာတွေ့ဆုံဆွေးနွေးပြီးတော့နော်အမိုင်းလာကိုယ်တည်းငငယ်ကိုယ်တည်းဖွင့်နေတွေ့ဆုံဆွေးနွေးပြီးတော့နော်အဖွင့်ပြိုးရေးတွေညင်ချမ်းရေးတွေအဲ့ဒီဒေတာမှရှိရဲ့ကလေးတငယ်တွေကျမကြီးပညာရေးစသည်ဖြင့်ဆွေးနွေးကြတယ် လက်နက်ကင်ဖွဲ့ခြင်းတို့တို့မိုင်းလာဒေတာမှာအေးချမ်းနဲ့မိုင်းလာဒေတာမှာဆေးပိဒုက္ခတဲ့မရှိဘူးမိုင်းလာဒေတာမိုင်းလာခေါင်းဆောင်နေတယ်လက်ရှိကျွန်တော်တို့နာဆာကဥက္ကဋ္ဌခေါင်းဆောင်နဲ့ဒီနေ့မှာဖီလီကန်ဒေတာမှာတွေ့ဆုံဆွေးနွေးကြတယ်ဒါပေမဲ့ကြီးမိုက်ကြီးတွေဖြစ်တဲ့ KNU နယ်မြေမှာတွားကြည့်ဆေးပိဒုက္ခတဲ့တပန်းတီရှိတယ်ဆိုတော့ကျွန်တော်တို့ဒေတာက ကျွန်တော်တို့နိုင်ငံကြီးကဘူးလေးရဖလုံဆင့်နော်ဘူးလေးရဖယုံဆင့် စစ်တေးဖြစ်လို့လူတွေကဒုက္ခရောက်ရတာတမျိုးရေကြီးလို့ဒုက္ခရောက်ရတာတမျိုးငလင်တန်တင့်လို့ဒုက္ခရောက်ရတာတမျိုးဘီးဒုက္ခမျိုးစုံတွေရောက်နေကြရတယ်။ဒါကြောင့်မလို့မာတင်လူသားတကင်းရဲ့စကားကိုငှားပြီးပြောရင်အတူတူချစ်ချစ်ခင်ခင်နေမလားအတူတူခွေးသေးဝတ်သေးတည်မလားဆိုတဲ့အနာဂတ်ကိုကျမတို့ဆုံးဖြတ်ရမယ်။ကျမတို့လူငယ်တွေအနေနဲ့အထူးသဖြင့်ပြောရဲဆိုရဲတဲ့လူငယ်တွေပြောတဲ့တဲ့လူငယ်တွေအထူးသဖြင့်ပညာတတ်တဲ့လူငယ်တွေအထူးသဖြင့်တမ်းမြေကိုအမှန်တကယ်ချစ်တဲ့လူငယ်တွေအနေနဲ့က ပင်လုံစာကြုံမဟုတ်ဖ ೇನೆ ပင်လုံစိတ်တက်ကိုဆွဲကင်ပြီးအတူတူချစ်ချစ်ခင်ခင်နေကြမယ်လမ်းအစ်ကို ဖောက်ရမယ်အချိန်ဖြစ်ပါတယ်။နောက်ဆက်တဲ့သတင်းအကြောင်းအရာအနေနဲ့ကရှေ့နေ့ကကျွန်မပြောခဲ့ဘူးတဲ့။နော်အမေရိကန်ထောက်ပံ့ရင်ကူညီတွေကဘင်္ဂလားဒေ့ရှ်ကနေတဆင်ရခိုင်ကိုတိုက်ရိုက်ပေးမယ်အစီအစဉ်ကိုဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဝါကာဦးစမန်ကနေပြီးတော့ နော်သိဆုံးသောဈေးညက်စီမံကိန်းကိုအလိုမရှိဘူးရပ်ဆိုင်းဖို့သတိပေးခဲ့ရတယ်ဆိုတဲ့အကြောင်းဒီသတင်းကကနေဦးကြားရှိရတဲ့သတင်းဖြစ်တဲ့အတွက်အတီးပြုတ်လို့လဲဆိုတဲ့အကြောင်းကိုကျွန်မပြောခဲ့တယ်ဒီနေ့အတီးပြုတ်နိုင်ပါပြီနော်ဒီနေ့မှာဆိုလို့ရှိရင်သူတို့နိုင်ငံမှာသတင်းစာတွေကမ္ဘာမီဒီယာတွေကိုယ်တိုင်ကရေးသားဖော်ပြလာပြီးဖြစ်တယ်နော်ဘင်္ဂလားဒေ့ရှ်ဦးစီးချုပ်ကနေပြီးတော့သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အချုပ်အခြာအာဏာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါပြီးတော့အမေရိကန်ကတရုတ်ကို နော်နိုင်ငံရေးကစားလို့တဲ့အတွက်လုတ်ကက်ွက်တွေဖြစ်တဲ့အတွက်ဒီဥစ္စာတွေကိုဒီတွေးဆသောဈေးဉဏ်စီမံကိန်းကိုရပ်တန့်ဖို့ဆိုပြီးတည်ယဝင်သတိပေးကြေညာလိုက်တဲ့အကြောင်းနဲ့ဘင်္ဂလားဒေ့အာချားပြဲခေါင်းဆောင်ယွန်းတို့ရာတို့ကနေလုတ်ထွက်မယ်ဆိုတဲ့အကြောင်းကအတီးဖြစ်ပါပြီကျွန်မတို့အတွက်သတင်းကောင်းဖြစ်ပါတယ်နောက်ထပ်သတင်းကောင်းတစ်ခုကတော့တော့ကျမတို့ပြည်တော်စုလွတ်တော်ကတရားလွတ်တော်ချုပ်နော်ဒေါက်တာသေတာဦးနဲ့ရုရှားနိုင်ငံကိုယ်စားလှယ်ဖွဲ့ရုရှားတရားရေးရာဝန်ကြီးတို့တွေ့ဆုံပြီးတော့ เนาะအာ ICT လိုမျိုးကိုနိုင်ငံတကာတားနေပြီးတော့တရားစွဲဆိုမှုတွေကိုအပြန်အလှန်ကာကွယ်ပေးဖို့အကူအညီပေးဖို့အတွက်ရုရှားမြန်မာနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးကြောင်းကြားသိရပါတယ်။နောက်ထပ်သတင်းကောင်းတစ်ခုကတော့လက်ရှိမှာဆိုလို့ရှိရင်46ချိန်မြောက် ASEAN အစည်းအဝေးကျင်းပနေတယ်။မလေးရှားနိုင်ငံကလေကြောက်ခရ နော်အာဆီယံလက်ထောက်ဥက္ကဋ္ဌလုပ်ပြီးအရှေ့ဖြစ်ချင်းမှနေတဲ့46ကျောင်းမြောက်အာဆီယံထိပ်သီးစည်းဝေးကိုကျွန်တော်တို့နာဆာကကိုယ်စားလှယ်ဖွဲ့သွားရောက်ပြီးတော့တက်ရောက်လျက်ရှိပါတယ်ဒီနေရာမှာနော်အာဆီယံလက်ထောက်ဥက္ကဋ္ဌမလေးရှားနိုင်ငံကနော်ကျွန်တော်တို့မြန်မာနိုင်ငံကိုလူသားချင်းကူညီမှုစာနာတွေစာနာထောက်ထားမှုတွေကိုပေးအပ်ဖို့ဆိုပြီးနိုင်ငံတကာကိုတိုက်တွန်းတာရှိတယ်လို့ထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံကိုနိုင်ငံတကာအနေနဲ့တန်ရေးတမန်ရေးနဲ့လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေးတွေပေးအပ်ဖို့အတွက်မြန်မာနိုင်ငံရဲ့နာဆာကအင်ဆောင်အစိုးရနဲ့ ပုံမူအထီးတွင်ဆက်တံဖို့ဆိုပြီးတော့ထိုင်းနိုင်ငံရာယီဝန်ကြီးကတိုက်တွန်းပြောဆိုခဲ့တဲ့သတင်းကောင်းနေကျမတို့နိုင်ငံတကာမျက်နှာစာမှာနိုင်ငံတကာရဲ့တန်ခိတမန်ကြီးမှာခြေလွှမ်းတက်တက်နဲ့မြင်တွေ့နေရတဲ့ဆိုတဲ့အကြောင်းလေးနဲ့သတင်းကောင်းပြချင်ပါတယ်